ဝင်းနာဖြစ်ဖို့မပြည့်မီသေးတဲ့ဒီချက်တွေကြောင့်တရဖို့ဝဲထားကြောင်းဆွဆွေးခံနေရတဲ့ JK Sophia JK Sophia ကတော့လက်လောအတွင်းမှာ Miss Grand မြန်မာ2025ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေခဲ့တာဖြစ်ပြီးရိသက်တွေရဲ့အာယုံကိုလည်းအပြည့်အဝဆွဲဆောင်ထားနေတာပါ Miss Grand မြန်မာ2025ပြိုင်ပွဲကြီးရဲ့ Grand Final ပြိုင်ပွဲကိုဇွန်လ20ရက်နေ့မှာကျင်းပခဲ့တာပါဒီနေ့မှာ Miss Grand မြန်မာပြိုင်ပွဲကြီးကိုထူးအန်တွင်ကမကျင်းပဖြစ်တော့တဲ့အတွက် ပရိသတ်တွေကအရင်လိုအမပေးကြတော့ပါဘူး။ဒါပြင်ဒီနေ့မှာ Miss Grand မြန်မာ2025ရဲ့ Winner ဆုကြီးကို JK Sophia ကရရှိသွားခဲ့တဲ့အတွက်ဝေဖန်တဲ့ညံလို့နေပါတယ်။ JK Sophia ဟာမြန်မာစတားပြိုင်ပွဲမှာသူမတို့ရဲ့ပုံစံနဲ့အဆိုးပြိုင်ခဲ့တာမို့လို့လူသိများခဲ့ပါတယ်။ပြိုင်ပွဲမှာဆုမရခဲ့တဲ့အတွက် JK ကချက်ချင်းဆိုသလို Miss Grand မြန်မာကိုရှင်ပြိုင်ခဲ့တာပါ။ JK ရဲ့အားသာချက်ကတော့အရန်ကိုတွက်လက်တဲ့ပြင်သူများနဲ့မတူအောင်နေထိုင်နေတာပါ။ ဒါကြောင့်လည်း Miss Grand ရဲ့ live update တွေပါတယ်အပြင်စီးရီးကလည်းကောင်းတာမလို့ Miss Grand မှာ2025ပြိုင်ပွဲမှာလူစိတ်ဝင်စားမှုရှိတဲ့အလမေတယောက်ဖြစ်ခဲ့တာပါ Diamond Chicky ကအလမေတယောက်မှာအရေးကြီးဆုံးဖြစ်တဲ့တောက်နိုင်ဖို့အတွက်ကောက်ဝါပိုင်းမှာလိုအပ်ချက်တွေရှိနေတာပါဒီအားနည်းချက်တွေကြောင့်ပဲ Chicky ကိုဝင်းနာအလမေတယောက်မဖြစ်သင့်ဘူးလို့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်ဒါအပြင်ကွင်းလော့အနေနဲ့လည်းတခြားအလမေတွေထက်ထင်းထွက်နေရမျိုးမရှိဘူးဆိုပြီးတော့လည်းပြောဆိုနေကြတာပါဒါရင်ကြောင့် Miss Grand မှာ2025အလမေက Chicky လို့ ချိန်ကြာချိန်မှာလူအများကလောင်ပြောင်နိုင်လည်းရှိခဲ့ပါတယ်တချို့တွေကလည်းဒီဘက်ကို cooking show တစ်ခုတက်တာပဲဆိုပြီးတော့ပြောဆိုနေကြတာပါပြိုင်ပွဲစပြိုင်ကလေးကခြေခွေကိုတောင်ဝင်းနာဆူပေးမှာဆိုပြီးချိုးနေခံမှန်းကြတဲ့တွေတောင်ရှိပါတယ်ဒါ့အပြင် national driver ဖြစ်တဲ့ Maran Sign တို့ကလည်းကချင်လူမျိုးဖြစ်တယ်လို့ခြေကင်းကလည်းကချင်လူမျိုးဖြစ်တဲ့အတွက်တရဖူကိုကြိုးဝဲထားတော့လွယ်ဆဆွဲကြပါတယ်။ဒါပေမဲ့လည်းပြိုင်ပွဲဝင်အားလုံးနဲ့မှမရှိတဲ့အချက်နှစ်ချက်ကိုဂျီကင်းကပိုင်ဆိုင်ထားတာပါ။အဲ့တော့ကတော့မေကွန်ဖြစ်တဲ့အချိန်မှာဂျီကင်းကအင်္ဂလိပ်လိုသိချာဖြစ်နေတာပါ အင်္ဂလိပ်စကားကိုသာကျွမ်းကျင်ကျင်ပြောဆိုရတဲ့သူဖြစ်တဲ့အတွက်လုံးဝအခက်ခဲမရှိပါဘူး။ဒါ့အပြင် Talent Show နဲ့ Grand Voice တွေမှာဆိုရင်လည်း JK က Miss Grand International ပြိုင်ပွဲမှာတော့ဝင်နိုင်တဲ့အလားအလာရှိပါတယ်။အများအားတော်လနေပြီးတော့အသည့်ဆန်းတွေကိုသာချပြခြင်းနဲ့စိတ်တွေကြောင့်လည်း Miss Grand နဲ့လိုက်ဖက်ဆုံးဆိုပြီးတော့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ JK ကသူ့ကိုယ်သူခတ်ဝတ်မနိုင်တာကိုသိတဲ့အတွက် Miss Grand International 2025ကိုသွားမပြိုင်ခင်မှာတခြားအားဆိုင်ထုတ်သွားမှာဖြစ်ပါတယ်။ခတ်ဝတ်ကိုတခြားတင်ပြီးပြီဆိုရင်လုံးဝမတူတော့တဲ့သူတစ်ယောက်နဲ့လိုများရှိကိုပြန်လာမှာပါ။ ရကိတ်ကိုပုဆန့်ရှိအတိုင်းဝိုင်းကိုထင်းရှားအတွက်တရဖူဝဲလို့ဆွဆွဲကြတာပေါ့။ဒါပေမဲ့ပြန်ပွဲမှာဝင်နိုင်ရပြီချိန်မှာတော့ဂျီကင်ကသူမတို့မိသားစုကငွေချင်းမတက်နိုင်တဲ့အတွက်ဒီစုံရခဲ့တာအရင်ကပြောပါရဲဆိုပြီးတော့ဖွင့်ဟားထားတာပေါ့။ပြန်ပွဲမှာဝတ်စုံအတွက်သိန်းကိုဆက်နေချီကုန်တဲ့ချိန်ဆိုရင်ဂျီကိတ်ကရေတမမဖြစ်နေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဂျီကိတ်ဆိုဖီယာကမစ္စဂရမ်မှာ2025ဖြစ်ဖို့တရဖူကိုဝယ်ထားတယ်လို့ထင်အားဆိုတော့ပြောသွားကြပါအောင်ရှင်။ကျေးဇူးပေးခြင်းကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။